မင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့ကျွန်တော်မေလ10ရက်နေ့ဖြစ်ပါတယ်အဲ့တော့ပရမဆုံးတစ်ခုတင်ပြချင်တာကဒီကိုစောဘောဟင်း6ယောက်ကာကြီးနဲ့အမှုပုခံလာရတော့သိရတယ်အဲ့တော့6ယောက်ကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ်ဖွင့်တာကကျွန်တော်ဒီရန်ကုန်တိုင်းဒေသကြီးတောင်ငုံမှာဖွင့်တာအဲ့တော့ ရန်ကုန်မှာနေတဲ့ဒီဒီအမျိုးသမီးတယောက်ကောက်ဖွင့်တယ်ပေါ့ဗျာအဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမှားတယ်ဒီပေါ်မှာကျွန်တော်ဆွေးနွေးသွားမှာမဟုတ်ပါဘူးအဲ့တော့မှားခြင်းမှန်ခြင်းကလည်းဒါသူသူဥရိယသူဆုံးဖြတ်မဲ့ကိစ္စလည်းဖြစ်တယ်ဥရိယသွားမဲ့ကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူးအဲ့တော့ဖွင့်တဲ့လူကမှားသည်ပဲဖြစ်စေဖွင့်တဲ့လူကမှန်သည်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစောပွင့်ကပြောပါတယ်သူလည်းအဲသူလည်းဒီနှစ်ယောက်ကိုလူပုဂ္ဂိုလ်နှစ်ယောက်ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာအဲ့ သူကတော့ကျွန်တော်လည်းပြောပါတယ်သူလည်းဒီညသုံးဖို့မနေ့ပြန်လာမှသူအမှုပုံမှန်လို့ပြောတယ်ဒါတော့ကျွန်တော်တို့ဒီကုစော်ဘိုးကြီးနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လန့်မိကြလို့ကုစော်ဘိုးအမှုဖွင့်ခံတာဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေမိတ်ဆွေတွေကပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်အမှုဖွင့်ခံတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါမှန်တယ်အဲ့တော့ဒီပုံမှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမရထင်မြင်ချက်ပေးပါဆိုတော့ကျွန်တော်ဒီပုံမှာထင်မြင်ချက်ပေးမှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ် ဒါကကျွန်တော်တို့ဒီသူဥပဒေရာသွားမယ့်ကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်မှားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူးထပ်ပြီးတော့ကျွန်တော်ကိုစိုးဘုန်းကြီးကလည်းအဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်ဒီပေါ်မှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဒီပေါ်မှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွေးနွေးလို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်လှုပ်တော့လှုပ်နေတာပဲကျွန်တော်ပြောသလိုပဲအောက်ကနေလိမ့်တာကိုတော်တော့ကျွန်တော်ပြောရမှလားဘူဂျိုးကိုအမ်အဲ့လမ်းမှာမရှိတော့ပါဘူးလို့ပြောတာရှိတယ်၄၅ဘွဲ့ရှိတယ်၄၅ဘွဲ့ရှိတယ်နော် မယုံတရားနဲ့တက်သွားလိုက်လေးငါးခွဲအဲ့မှာ PDF အကိတ်တွေရှိတယ်เนาะအောက်ကလည်းအောက်ကဟိုတော့ကျွန်တော်ကပြောလို့ကြတော့ကျွန်တော်ကမကောင်းစစ်သားတနက်ကင်ထားတဲ့အတွက်ပေါ့เนาะအဓိကတော့ကွန်မန်ဒါတွေပေါ့အဲ့ဒီလမ်းပေါ်မှာကြာနေတဲ့ကွန်မန်ဒါတွေဗိုလ်ချုပ်ခင်ဗျအဖခင်ဗျမရှိပါဘူးခင်ဗျတော့အဲ့လိုပြောလိုက်ဗိုလ်ချုပ်အဖမရှိပါဘူးလို့ပြောတယ် तू ကတော့ဒေကြီးကောင်းရင်ကောက်ပြီးတော့ရရမရှိဘူးလေ तू ကဘယ်မှလည်းသွားမတိုက်ဘဲဟို तू တိုက်လို့မရဘူးဆိုရင်တော့မှဗိုလ်ချုပ် PDF gate ကဘယ်နားမှာဘယ်နားမှာရှိနေပါတယ်လို့ဘုကျုပ်ဆိုတာသူ့ဘက်သူစီစဉ်มาပေါ့အတိုင်းမှုပဲမဟုတ်လားအတိုင်းမှုတွေစီစဉ်มาပေါ့အခုအတိုင်းမှုကိုလိမ့်နေအဲအတိုင်းမှုတွေကเนาะအခုကျွန်တော်ပြောတဲ့ဒီလာဘကအတိုင်းမှုကြီးဘုကျုပ်တုတ်ကိုတိုင်းဆိုရင်ဥပမာနှတော်ကြီးနဲ့အမြန်လမ်းပေါ်ကိုတက်လာအောက်ကကွန်မန်တာကလိမ့်တာအာရေခဲပါပါအာဆင်ပြပါတယ်မရှိပါဘူးအပြည့်ကျွန်တော်ပြောရကျွန်တော်တို့ပြည့်ပြည့်ကျွန်တော်တို့ကပြည်သူလူလူလေလက်လက်ကင်ထားတဲ့ကောင်တွေမဟုတ်ဘူးလေကျွန်တော်တို့ကအေးအေးချမ်းချမ်းသွားလာနေတာလေတိုင်းမှုကလည်း तू ကသူ့ရဲ့အလုပ်သူတို့လုံနေတာပဲ ဒါပေမဲ့အောက်ကလူကလိမ့်နေတာကျွန်တော်ပြောချင်တာအဲ့ဒါကိုပြောချင်တာရည်ရွယ်ချက်က